မင်္ဂလာပါရှင် listener heaven channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာသိပ်ပံမောင်ဝရေးသားထားတဲ့ဝိတုစောင်းမဘောင်းကျုံတစ်ထဲကကျွေးဆိုတဲ့အပိုက်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကျမကတော့နန်းတိမ်ကြီးဖြစ်ပါတယ်ကုံအကျွေးပေးငိုကာကျွေးကျွေးမီကိုလည်းရေးရမည်ကဝိမျက်နာတပ်ပုံ ဤဆောင်မတွင်ကျွေးမီအကြောင်းကို ရေးသားလိုရင်းဖြစ်လေသည်ကျွေးမီကိုယခုခေတ်တွင် အကျွေးဟူ၍အများအားဖြင့်ရေးသားပြောဆိုနေကြသည် ဖြစ်သောကြောင့်ဤဆောင်မတွင်ကျွေးမီဟူ၍မတုံပေအကျွေးဟူ၍သာတုံးမီဖြစ်၏အကျွေးဆိုသည်မှာအမျိုးမျိုးအစားအစာရှိလေသည်ငွေကျွေးအလုတ်ကျွေးတန်တရာကျွေးစသဖြင့်အကျွေးအမျိုးမျိုးတို့ကို ခွဲခြား၍သွားမည်ဆိုလျှင်ဆုံးနိုင်ပွဲရာမရှိတော့ချေစီးပွားရေးနှင့်ပတ်သက်၍ငွေကြေးမှာအလွန်အရေးကြီးလေသည်ယခုခေတ်တွင်အလုတ်အကင်မကောင်းသောကြောင့်ဝင်ငွေနှဲပါကြတော့လဲကုံစရာပေးစရာဝယ်ခြင်းစရာတွေမှာရခင်ခေတ်ကထက်များလာသည်ဖြစ်သောကြောင့်လူအများပင်တနေတကြားကြွေးထူ၍လာကြသည်မှာမျက်မြင်ဒိဋ္ဌပင်ဖြစ်တော်သည်တို့ဖြစ်သောကြောင့် ငွေကြွေးကိုရှောင်နိုင်သမျှရှောင်ကြရန်ကောင်းလေသည်ငွေကြွေးတင်မိမှဖြင့်ကျွံဘဝကလွတ်မြောက်ရန်ခဲရင်တော်သည် တနေ့တခြား၎င်းအကျွေးမှာတိုးတရတာတိုးလာတော်၏လျော့သွားရန်ကခဲရင်လှပေသည်အကျွေးမတင်ရန်စေးနီကအခြားမဟုတ်ဝင်းနှင့်အားမြားနှင့်လေးဆိုပြီးတကဲ့သို့မိမိ၏ဝင်ငွေနှင့်မျှတအောင်သုံးဆွဲရတော်သူ ုံးဆွဲနိုင်သောဒူးသားလဲအကျွေးကင်းမီဖြစ်၏အကျွေးတင်မိသည်နှင့်တပြိုင်နက်မြီစားသည်မြီရှင်ဤကျွန်လုံးလုံးဖြစ်သွားလေသည်အကျွေးမကင်းသောသူဤစိတ်ထဲတွင်အကျွေးဆက်ရအောင်မီအကျွေးဆက်ရအောင်မီဟုသောအနောက်အဆက်ကလေးသည်အမြဲကင်းအောင်လျက်သားနေတော့၏ထိုအနောက်အဆက်ကလေးမှမကင်းသောသူသည်အဘယ်မှလင်စိတ်ချမ်းသာပါတော့အံ့နီး အချို့သောသူတို့သည်မိမိတို့၏အိမ်၊ယာ၊လယ်မြေတို့ကိုပေါင်နှံကာအကျွေးယူလေရှိကြလေသည်။အများအားဖြင့်ထိုသူတို့မှာအရင်လဲမပေးနိုင်အတိုးကိုလည်းမှန်မှန်မဆက်နိုင်သောကြောင့်အတိုးသည် အရင်ထက်မကတက်လာပြီလင်။နောက်ဆုံး၌ထိုပစ္စည်းတို့မှာမိရှင်၏လက်တွင်းသို့တက်ဆင်းကြရောက်၍သွားသည်များလေသည်။မိမိတို့၏ပစ္စည်းမှာတရားတန်သော မိရှင်က90သာပေး၏နောက်ဆုံးတရားရန်ပစ္စည်းသည်90မျှသောငွေနှင့်အဆုံးခံကြရလေသည်အကယ်၍သာစောစောကအပီးအပြက်ရောင်းလိုက်ပြီးဆိုသောငွေတရားကို300သေး၏ဤသို့အပီးအပြက်မရောင်းဘဲအကျွေးယူကပေါင်းနှံထားသောကြောင့်ငွေ90နှင့်အဆုံးခံကြရလေသည်တို့ဖြစ်သောကြောင့်အကယ်၍အရေးကြီးသဖြင့်မိမိဤပစ္စည်းများကို အသုံးချလိုသော အပီးအပြက်ရောင်းချသည်ကကောင်း၏။နောက်ပြန်၍နိုင်မီအထင်းနှင့် ပေါန်းနှံကအကျွေးယူခြင်းကအနှဲငယ်မြကောင်းသောအရာမဟုတ်ပေ။အချို့သောသူတို့သည်အရေးမကြီးသောကိစ္စများအတွက်ပင်အကျွေးယူလေရှိကြလေသည်။ပကတနာနှင့်ရှင်ကအကျွေးယူလေရှိကြသည်ကိုလည်းမကြမကြာကြုံတွေ့ဘူးကြပေလိမ့်မည်။မင်္ဂလာဆောင်ရာတွင်ဒူရကာနှင့်မတူမီဆိုးသောကြောင့်အငိမ့်ခံလိုသေး၏။အကံအလံလှုပ်လိုသေး၏ ဟိုတယ်ဆိုင်က အကျွေးမွေးမျိုးကိုကျွေးကျင်သည်မိမိတို့လက်တွင်ငွေအပိုလုံးလုံးလောက်လောက်ရှိမှုကပြုတ်လုံနိုင်ပါသည် လူတကာကလည်းကဲ့ရဲ့မည်မဟုတ်ချီးမွမ်းခြင်းကိုပင်ခံရပေအောင်မည်မိမိတို့လက်တွင်ငွေပိုမရှိပါဘဲဒူတကာထံမှကျွေးယူပြီးလင်ဤပကာတနာမျိုးကိုပြုတ်လုံခြင်းက လာလာမျှမတင့်လျော်ပေမင်္ဂလာဆောင် ရှင်ပြုယဟန်ခမကြီးမဟုတ်အာတုဘများမှာလည်း ဤသို့ဒုရကထံမှငွေကို ချေးယူပြီးလင်အကန်းအလှန်လှုပ်လေရှိကြသေး၏ဤအလေအထထက်သို့သော အလေအထကမရှိတော့ပြီ လူလဲဆုံးသေး၏အကျွေးလဲတင်သေး၏ဤအလေအထမျိုးထွန်းကားသော တိုင်းပြည်တွင် လူမွဲတွေပေါ်များသည်မှာအံ့ဩစရာမရှိတော့ပြီရှေးခေရှေးအခါကအာဒုဘရှိလင် ရက်ရွာက လာ၍ကူလေရှိကြလေသည် ၎င်းအလိအထကကောင်းသော အလိအထပေသည်ဤအလိအထမျိုးမှာ အချို့ဒေတာတို့တွင် ရှိသေး၏ထိုအလိအထမျိုးမပြောက်သွားစေရာအချို့ဒေတာများတွင်မူကားဤအလိအထမျိုးပျောက်သွားယုံမျှမကအာသူဘလိုက်ပို့သူတို့အားကြွေးမွေးရာအကန့်အလန့်လောက်ရနှင့်ငွေအမြောင်များအကုန်ခံလိရှိကြလေသည်ငွေပိုရှိသော သူများကမထောင်တာကြွေးမွေးနိုင်ကြပေသည် ကန့်လန့်နိုင်ကြပေသည်ထို့သော ထိုကျင်းငွေပေါများသောသူတို့၏အတုကိုလိုက်ပြီးလျှင် မရှိစင်ရသောသူတို့ကပင်လင်အင်ကိုပေါင်းလေကိုပေါင်းလက်ဝက် လက်စားများကို ပေါင်းပြီးလျှင် ပကာတနအလုံးမျိုးကို လုံနေကြသည်မှာဝမ်းနေစရာကောင်းလာတော်သည်ဤအလေအထာမျိုးပပျောက်ရန် အချိန်တန်ပြီမြည်သည့်အခါမြအကျွေးမယူရဟုမဆိုလိုအကျွေးမယူဘဲရှောင်းနိုင်လင် အကောင်းဆုံးဖြစ်၏သို့သော အကျွေးမယူဘဲမနေနိုင်သောအခါများလည်းရှိသေး၏မမမကျန်းဖြစ်သောအခါ၎င်းအမှုအခင်းဖြစ်သောအခါ၎င်းမိမိတို့၏လက်ထဲတွင်ငွေပိုမရှိလင်ဒုရကထံမှချေးရမြည်ပင်ဖြစ်လေသည်မလွှဲသားသဖြင့်ချေးရစည်းကမူလိုသည်ထက်ပိုပြီးမယူလေနှင့်မိမိပေးဆက်နိုင်သည်ထက်ပို၍မယူလေနှင့်အကယ်၍ယူမိသည်ရှိသောကျွံဘဝကလွတ်မြောက်နိုင်ရန်ခဲရင်တော်သည် မလွဲမရှောင်သာသောကြောင့်အကျွေးယူမိသည်ဖြစ်အံထိုအကျွေးကို မကြေကြေအောင်စူးစား၍ဆက်ရမည်ထိုအကျွေးမကြေသည်မကျွံဘဝကမလွန်သူတစ်ပါးထံတွင် ကျွံခံနေရသောသူသည်မိမိကျွံဘဝကလွတ်မြောက်စေရန်အမဲစူးစားနေတကဲ့သို့ဒူရဂာဤအကျွေးတင်နေသောသူသည် ထိုအကျွေးကြေရလေအောင်အမဲစူးစားအပ်ပေသည် အချို့သောသူတို့ကအကျွေးတင်နေသဖြင့်နေစဉ်နဲ့အမျှစိတ်ညစ်နေလေရှိကြ၏ထို့သော ထိုအကျွေးကြောင်က မကြိုးစားကြခြင်းကြေးငွေကလေးရလာလဲအကျွေးဆက်မိအစားအခြားနေရာတွင်သုံးဆွဲလိုက်လေရှိကြလေသည် ထိုသူတို့ကမြည်သည့်အခါမျှစိတ်ချမ်းသာမည်မဟုတ်ပေယခုကိမြမများမှာအကျွေးကင်းသူရှားလေသည်အကျွေးကင်းသူရှားသည့်အလိုက် စိတ်ဆင်းရဲနေသူများလေသည် စိတ်ညစ်နေစိတ်ဆင်းရဲနေကြသော လူတွေပေါများနေသော တိုင်းပြည်တွင်တနေ့တကြားစူပူခြင်းတိုးပွားလာသည်မှအံ့ဩစရာမဟုတ်ဤတိုင်းပြည်မျိုး တိုးတက်ရန်ခတ်သေး၏တို့ဖြစ်သောကြောင့်မြည်သူမဆိုအကျွေးမတင်ရန်ကြိုးစားပါမလွဲမရှောင်သာသောကြောင့်အကျွေးတင်သည်ဖြစ်အံ့ထိုအကျွေးကိုမြန်မြန်ကြည်အောင်ဆက်ပါအကျွေးကင်းသောသူတို့ကစိတ်ချမ်းသာ၏ပျော်ရွှင်၏အေးချမ်း၏ ထိုသို့သော လူမျိုးပေါ်များသောတိုင်းမီက စီပင်ตายာမီမှာ မုတ်ချပင်ဖြစ်တော်သည်မြည်သူမဆိုအတံမွေးဝမ်းကြောင်းအတွက် အလုတ်တစ်ခုခုကိုလှုပ်ရမည်သူကြီးဖြစ်လေသည်မိမိတနေ့လှုပ်ရမည်အလုတ်ကို တနေ့နှစ်ပြီးအောင်လှုပ်ရမှာလူတိုင်းဤတာဝန်ဖြစ်လေသည် တနေ့အလုတ်ကို တနေ့နှစ်ပြီးအောင်လုပ်တော်သူက အလုတ်ခွင်မှပြန်လာသောအခါစိတ်အေးချမ်းသာစွာနေရ၏စိတ်ပျော်ရွှင်မှုများကို ပြုလုပ်နိုင်၏ တနေ့အလုတ်ကိုပြီးအောင်မလုတ်ပါပဲနောက်တနေ့မှ လုံမည်ဟု အပြင်းဖက်ကအလုတ်ကျွေးထားတဲ့သူတို့ကမြည်သည့်အခါမျှစိတ်ချမ်းသာမည်မဟုတ်ပေအလုတ်ခွင်းမှ ပြန်လာ၍အိမ်ရောက်စေကာမူမိမိအလုတ်မှာမပီးသေးပါကလားဟုတထင့်ထင့်နဲ့သာနေလေသည် ထိုသူကအဘဲမာလင် စိတ်ပျော်ရွှင် အေးချမ်းခြင်းရှိပါအန်ဤမိမိလောက်ကံရမည်အလုတ်ပြီးသွားခြင်းသည်ပင်လင်စိတ်ကိုပျော်ရွှင်စေ၏ ငါဤအလုတ်ပြီးသွားပြီဟု၍စိုးနိုင်ခြင်းသည်ပင်စိတ်ကိုတမျိုးအားတက်စေ၏အခြားအလုတ်တစ်ခုခုကိုဆက်လက်၍လှုပ်လို့သောဆန္ဒပေါ်၍လာလိမ့်ရှိ၏အလုတ်ပြီးစီအထမြောက်ခြင်းသည်အောင်မြင်ခြင်းဖြစ်၏အောင်မြင်စရှိလင်အောင်မြင်ခြင်းသည်သာတည်းတနေ့လှုပ်ရမည်အလုတ်ကို တနေပြီးအောင်မလုပ်ပါပဲအပြင်းဤပယောကကြောင့်နေရကိုဆွဲနေတော်သူကထိုအပြင်းနဲ့ဤကျွန်ဘဝကမြည်သည့်အခါမျှလွတ်တော်မည်မဟုတ်ပေပြင်းစားရှိလင်းပြင်းကျင်ကျင်တိဟူသောစကားကဲ့သို့တနေ့အလုတ်ကိုပြီးအောင်မလုပ်နိုင်လင်နောက်တနေ့လုပ်ရမည်အလုတ်ကိုလည်းပြီးအောင်လုပ်မည်မဟုတ်ပေထိုအခါအလုတ်ကျွေးတွေမှာ တနေ့တခြားတိုး၍သာလာတော့၏ နောက်ဆုံးတွင်ကမြည်သည့်နီးနှင်းမျှပြီးဆုံးအောင်မလုံနိုင်သောအခြေသို့ရောက်၍သွားသည် ထိုအခါလက်ရှိအလုံများကို လက်လွတ်လိုက်ကြရလေရှိသည်ဤသို့အလုံကျွေးများထူလာသောကြောင့်အစိုးရအမှုတန်းများမှဒုက္ခရောက်သွားကြရသည်များကိုလည်းမကြမကြာတွေ့ကြုံဘူးကြရပေလိမ့်မည်ထို့ပြင်အလုံကျွေးတင်မှန်များသောသူသည်မိမိ၏အပေါ်တွင်တနေတကြားအထင်မြင်သေးလာတော့လေသည် မိမိလုံးသမျှဖြစ်နိုင်မည်မဟုတ်ဟု၍အယူရှိလာ၏ထို့သောမိမိ၏တတ္တိအရေးချင်းပေါ်တွင် အထင်မြင်သေးနေတော်သူကအဘယ်အရာကို အထမြောက်အောင်ဆောင်ရွက်နိုင်မှာအန်နီထို့သူကဒုရကာထက်အောက်ကျနောက်ကျဖြစ်နေမည်မှာမလွဲတော်ပေထို့အပြင်လည်းမိမိ၏အလုတ်အတွက် အမြဲပူပန်နေရပေလိမ့်မည်ထို့ကဲ့သို့သောသူများပေါများနေသောတိုင်းမီကအဘယ်မှလင်ကြီးပွားတော်အန်နီ အလို့အကျွေးမထားပဲပြီးပြတ်အောင်လှုပ်လေရှိတော်သူကမိမိ၏အပေါ်တွင်အယုံကြည်တနေတခြားတိုး၍လာလေရှိ၏မိမိဆောင်ရွက်လိုက်လင်မြည်သည့်အရာမဆိုးမဖြစ်မြောက်မပြီးမြောက်เสียမရှိပြီးမြောက်မည်ဖြစ်မြောက်မည်သာသည်ဟုအောက်မေ၏ထို့သောအောက်မေသည့်အတိုင်းလဲမှန်ပေသည်မိမိ၏အစွမ်းပေါ်တွင် တကယ်တမ်းယုံကြည်ပြီးလင်တကယ်တမ်းစိတ်ပါလက်ပါဆောင်ရွက်သူသည် မြည်သည့်နေရာမှာမဆို အောင်မြင်သည်သာသည် အထက်တွင်ဖော်ပြခဲ့သည်မှာဝန်းစာအတွက်နေစဉ်ဆောင်ရွက်နေရသော အလုံနှင့်ပတ်သက်သော အလုံကျွေးအကြောင်းဖြစ်၏ထိုအလုံမျိုးအပြင်မိမိတို့အလိုလျောက်လှုပ်ခြင်းသော အလုံမျိုးလည်းရှိသေး၏အချို့ကတစုံတစ်ခုကိုလှုပ်ခြင်းလင်းရက်ရွှေဆိုင်ခြင်းမရှိချက်ချင်းထ၍လှုပ်လိုက်သည်ချက်ချင်းပင်အထမြောက်၍တွားလီတော်သည် အချို့မူကားဤသို့မဟုတ်နောက်မှ လုံမည်ဟုအကျွေးထားလေရှိသည် ထို့နောက်အခြားအလုတ်တစ်ခုပေါ်လာ၏ထိုအလုတ်ကိုလည်းအကျွေးထားပြန်၏နောက်ဆုံးတွင်က ထိုသူသည်မြည်သည့်အလုတ်ကိုမျှမလုတ်ဖြစ်တော်ချေအောင်မြင်ခြင်း၏အရာသာကိုဘယ်နှံရောခါမှ ခံစားရမည်သူမဟုတ်မြည်သူ၌မဆိုလှုပ်ချင်တာတွေလှုပ်ချင်စရာတွေအများပင်ရှိလေသည်ကိုကျိုးအတော်လည်းအများပင် အမျိုးသားအကျိုးတိုင်းပြည်အကျိုးအတွက်လှုပ်ချင်တာတွေလည်းမနေပြီ သို့သောအကျွေးထားတဲ့သူက မြည်သည့်အလုတ်ကိုမျှလှုပ်ဖြစ်မည်မဟုတ် အကျွေးမထားတဲ့သူက များစွာခရီးရောက်သွားလေရှိသည် ထို့ပြင်တန်တရာအကျွေးလည်းရှိသည်ကုသိုလ်ရေးနှင့် ပတ်သက်၍လောက်ရအုံးမည်ဟု လူတိုင်း၏စိတ်မှာအလိုလိုပင်ဖြစ်နေကြလေသည် သို့သောမဆောင်ရွက်ဖြစ်ကြ၏ထို့အတွက်လောက်ရန်ရှိသေးသည်ဒီအတွက်လောက်ရန်ရှိသေးသည်နှင့်သာ ရက်ကိုရွှေဆိုင်ကတန်တရာအကျွေးများကို ပွားများလေရှိကြလေသည်ဤအကျဉ်စိုးကြီးကိုလည်းဖျောက်ရန်တင့်လှပေ၏လှူစရာရှိလင်းမဆိုင်နှင့်လှူလိုက်ပါ ဥပုပ်စောက်တီးစရာရှိလင်းမဆိုင်နှင့်စောက်တီးပါငယ်သေးသည်ပူသေးသည်အေးသေးသည်ဟူ၍စင်ကြီးတွေကို ပေးကာရက်တွေကို ရွှေဆိုင်နေရန်မတင်တန်တရာကျွေးတွေကိုပွားများနေရန်မထိုင်အကျွေးမထသောသူက လောကတွင်လည်းကြီးပွားမည် တန်တရာမှာလဲအကျိုးများမည်မှာမုတ်ချပင် ဖြစ်တော်၏ယခုခေတ်တွင်တဦးနှင့်တဦးစာပေးလေရှိကြလေသည်တစုံတယောက်ထံမှစာရောက်လာသောအခါစာချက်ချင်းမပြန်မဲစာကြွေးထားလေရှိသောအကျဉ်စိုးကြီးလဲတစ်ခုရှိသေးသည်မြည်သူထံမြည်သူတို့ထံစာပြန်ရအောင်မည်ဟု၍ကအမဲတရိယလေရှိ၏သို့သော စာမပြန်မဲအကျွေးထားလေရှိကြကုန်၏ ဤသူတို့တွင်ဤဆောင်မရေသူလဲတဦးအပါဝင်ဖြစ်လေသည်ဤတို့စိတ်ထဲတွင်တထင့်တင့်နှင့်ဖြစ်နေမိအစားကလာငိုကင်ကစာရဆောင်ရေးလိုက်ပြီးဆိုလင်မကြခင်ပင်ကိစ္စပြီးသွားပေလိမ့်မည်တို့သော ကလောင်ကိုမကင်ခြင်း မကင်ဖြစ် ဟိုလိုလိုဒီလိုလိုနှစ်တာအချင်းကုံ၍သွား၏မနှက်ပြန်ရေးမီတပတ်ခါရေးမီနှစ်တာလဲရက်ကိုရွှေဆိုင်၏ အကျွေးကိုပွားများစေ၏ဤသို့စာပြန်ရအောင်မည်စာပြန်ရအောင်မည်အစားကောက်၍ရေးလိုက်မည်ဆိုလင်ခဏနှစ်ပင်ပြီးသွားစရာအကြောင်းရှိ၏ထိုအခါစိတ်ထဲတွင်တထင်းထင်းနှင့်ဖြစ်နေသည်မှာလဲပျောက်သွားပေလိမ့်မည်မိမိလှုပ်ဆရာရှိသောအလုတ်တလုတ်အထမြောက်သွားပြီဟူ၍လဲအာရဝမ်းမြောက်ရပေလိမ့်မည်စာကြွေးထားလိရှိသောသူတို့ နောင်ရက်ပေါင်းလာပေါင်းများစွာကြာမှထိုအကျွေးကိုဆက်သောအခါဖြစ်စေအကျွေးကိုလုံးလုံးမဆက်ပါဘဲစာမီရှင်နှင့်တွေ့ကြုံသောအခါဖြစ်စေအလုံးများသောကြောင့်ပြန်စားမရေးရကြောင်းမအားသောကြောင့်ပြန်စားမရေးရကြောင်းဟိုအတွက်ပြန်စားမရေးရကြောင်းဒီအတွက်ပြန်စားမရေးရကြောင်းစသဖြင့်အမျိုးမျိုးသောစင်ကြီးစင်လက်တို့ကို ပေးလေရှိကြလေသည် ဤဆောင်မရည်သူလဲဤစင်ကြင်မျိုးကိုအကြိမ်ကြိမ်ပေးခဲ့ဘူးသူဖြစ်ပါသည်စင်စက၎င်းစင်ကြေတို့သည် လုံးလုံးမဟုတ်မမှန်သောအကြောင်းပြချက်များသာဖြစ်လေသည်မြည်မြပင်အလုံးများသောသူဖြစ်စေကားမူစားတစ်စောင်းတစ်စောင်းရေးရန် အချိန်ရှိသည်သာသည်အမှန်မှာပြင်းသောကြောင့်၎င်းတနေ့ရေးမည်တနေ့ရေးမည်ဟု၍ရက်ရွှေဆိုင်လေရှိသောကြောင့်၎င်းမိမိဝိတရားကို အမှုမထားသောကြောင့်၎င်း ဤအကြောင်းများကြောင့်သာစာကျွေးတင်ခြင်းဖြစ်လေသည်ဤအကျဉ်းဆိုးများကိုဖျောက်ချိန်တမ်းပြီးဖျောက်ကြပါစို့အကျွေးထူသောသူသည်စိတ်ချမ်းသာမည်မဟုတ်မိမိဤအကျွေးများက အမြဲအနှောက်အယှက်ပေးနေပေလိမ့်မည်မြည်သည့်အလောက်ကိုင်းကိုမျှအထမြတ်အောင်မဆောင်ရွက်နိုင် ထိုသူသောလူမျိုးပေါများနေသောတိုင်းပြည်မှာလဲစီပင်သားရရန် ခဲရင်ဤတိုးတက်ကြီးပွားရန်ခဲရင်ဤ အခြားတိုင်းပြည်များနဲ့ဒန်းတူဖြစ်ရန်ခဲရင်၏တိုင်းပြည်ဤတိုးတက်ခြင်းစုပ်ယုပ်ခြင်းသည် တိုင်းသူပြည်သားတို့၏အခြေအနေတွင်တည်နေ၏တို့ဖြစ်သောကြောင့်တိုင်းပြည်ကြီးပွားတိုးတက်သည်ကို မြင်လိုတော်သူသည်ဒုရကအားတရားမဟုတ်မီမိမိကိုယ်တိုင်က ကြီးပွားတိုးတက်အောင်ဆောင်ရွက်ရမည်ဤတို့ကြီးပွားတိုးတက်နေတော်သူများပေါများနေသော တိုင်းပြည်သည် တိုးတက်နေသောတိုင်းပြည်ဖြစ်၏တို့ဖြစ်သောကြောင့် ို့တိုင်းပြည်ကြီးပွားသည်ကိုမြင်လိုသော သူတိုင်းသည်မိမိ၏ကြီးပွားတိုးတက်ရေးကို ရှေးဥစွာ ဆောင်ရွက်ရန် ထိုက်လှပေသည်မိမိ၏ကြီးပွားရေးကို ဆောင်ရွက်ရမှာလဲအကျွေးကင်းအောင်နေထိုင်တခြင်းသည် အရေးကြီးသောအထောက်အပံ့ကြီးတစ်ခု အမှန်ပင်ဖြစ်၏ဤဆောင်းမကိုဖတ်ရသောသူတိုင်းအကျွေးကင်းအောင်ဆောင်ရွက်နိုင်ကြပါစေသတည်းအားလုံးပဲကျေနပ်နှစ်သက်နိုင်ကြပါစေရှင် မိတ်ဆွေတို့ရေစိတ်ဤချမ်းသာခြင်းကိုဤကြမ်းမာခြင်းပေါင်းနဲ့တလုံးတူပါတယ်ပြည့်စုံနိုင်ကြပါသည်ရှင်။